တ်ပြည်နဲ့နိဗ္ဗာန်နဲ့ဘလို့ kwa တော့ဆိုတာ kwa တော့ဖရားလို့မေးစရာရှိတာပေါ့တတ်ပြည်ကလည်းအကုန်ချမ်းသာလို့ပြောတယ်နိဗ္ဗာန်ကလည်းချမ်းသာလို့ပြောတယ်ဘလို့ kwa တော့ဖရားမင်းရဲ့တတ်ပြည်ဆိုတော့ဝေရီတာဒုက္ခပေါ့ခံစားမှုနဲ့ပတ်သက်တဲ့ချမ်းသာဟုတ်တယ်မလားဟိုးနိဗ္ဗာန်ဆိုတော့တန်တိဒုက္ခလေဘာမှကိုမရှိလို့ငြိမ့်နေတဲ့ချမ်းသာမျိုးပဲချမ်းသာမျိုးပဲဒါကတော့တာမန်ပုဂ္ဂိုလ်တွေနားလည်အောင်ပြောရတာပါတကယ်နိဗ္ဗာန်ရဲ့ချမ်းသာမှုကိုမြင်နိုင်အောင်အနေအဆုံသောတာပန်ဖြစ်မှာ မြင်နိုင်တဲ့ဗျာခံစားနိုင်တယ်သိနိုင်တယ်ဟုတ်တယ်မလားကိုမရောက်ဘူးတဲ့မျိုးကြီးတွေဟိုအမေရိကန်နဲ့အင်္ဂလန်နဲ့မျိုးကြီးတွေဒီကနေမရောက်ဘူးဆိုမှန်းသာကြည့်လို့ရမှာပေါ့အဲ့ဒီဗျာတကယ်တမ်းကိုကိုယ်တိုင်ရောက်သွားမှသူတို့စီကိုသိရမှာကိုကိုယ်တိုင်ရောက်တယ်လို့သိရမှာဟုတ်တယ်မလားအဲ့ဒီပုံစံမျိုးပဲမရောက်သေးခင်တော့မှန်းပြောကြည့်ရတာနိဗ္ဗာန်ဆိုတာလေတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကမှန်းပြောစွာကြည့်ရတာတကယ်တမ်းမှမရောက်သေးပဲကို နိဗ္ဗာန်ကိုတကယ်တမ်းမြင်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့အချိန်ကြတော့အနေဆုံးသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်မှနိဗ္ဗာန်ရဲ့ချမ်းသာမှုကိုမြင်နိုင်တော့တာတဲ့နော်ဒါကြောင့်မလို့ဒုက္ခချမ်းသာမှုဘုရားမြတ်စွာဘုရားဒါဖလသမဘတ်ကိုဝင်စားနေဆိုတာချမ်းသာတွေပဲစိတ်ချမ်းသာတာကိုပြောတာပေါ့ဟောဒီဘက်မှာဒုက္ခဗုဒ္ဓမြတ်စွာဘုရားကိရိတာတရားတွေပယ်ထားတဲ့အတွက်စေတသိက်ကဒုက္ခဆိုတာတော့မရှိဘူးကာယိကဒုက္ခဆိုတာတော့ရှိတယ် အဲ့တော့ဒုက္ခဆိုတာဘယ်နှမျိုးလဲနှစ်မျိုးဖြစ်လာတာဒီမှာလည်းပဲနှစ်မျိုးပဲကာယိကဒုက္ခနဲ့စေတသိကဒုက္ခဒီဘက်မှာလည်းပဲကာယိကဒုက္ခနဲ့စေတသိကဒုက္ခဗုဒ္ဓမြတ်စွာဘုရားမှာကိလေသာတရားတွေကိုပယ်ခွာထားတာဖြစ်တဲ့အတွက်စေတသိကဒုက္ခစိတ်ဆင်းရဲတယ်ဆိုတာဘယ်တော့မှမရှိဘူးကာယိကဒုက္ခကတော့ရှိတယ်ကြာကာယိကဒုက္ခဆိုတာဘာပြောရလဲဆိုရင်တော့အစာတောက်တွေမတည့်တာစားလို့ဟုတ်လားနော်ယောဂဝေဒနာ အဲ့နာကခေါင်းကြိုက်တာကိုအဲ့ဒါကာယိကဒုက္ခလို့ခေါ်တာပေါ့ဟုတ်တယ်မလား